အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုဟိမ့်ပါဒီဘွားရဲ့စံနှုန်းတွေကရိုးရှင်းတော့ကိုယ်တိုင်လှုပ်ကြည့်တဲ့အခါမှာအနနေတာကိုသိရလိမ့်မယ်အခုဒီဗီဒီယိုမှာတော့ဒုတိယအုပ်စုတွေကထင်မြင်ကြားမိတတ်တဲ့အတန်အနေနဲ့ပတ်သက်ပြီးပြောပြပေးမယ်ဒီအကြောင်းအရာကိုလည်းဘလို့တတ်မှတ်မှုတွေနဲ့တတ်မှတ်ထားတယ်ဆိုပြီးတော့ပြောမှမျိုးမဟုတ်ဘဲနဲ့အားလုံးထင်မိကြတဲ့အတန်အနေနဲ့ပဲပြောပြပေးပါမယ်ရှိဗီဒီယိုမှာတော့ကျွန်တော်ဒါပထမအုပ်စုဒုတိယအုပ်စု ရှိတယ်ဆိုတာကိုအနေနဲ့ပြ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 ပါပြီ။ခင်ဗျားတို့ base boy singer ဆိုတာကြားဘူးရဲ့မလား။ သူတို့အတန် vocal range မှာလုံးဝ bass တုံးဖြစ်နေတဲ့အတန်နေညာသွားဖြစ် deep voice ဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေပြီးတော့ဘယ်လိုပြောရမလဲ deep voice level မှာဆရာကြားတဲ့အတန်ပိုင်းရှင်တွေကိုခေါ်တာအလွယ်ပြောရရင် bass note ကို bass vocal နဲ့ဆိုတဲ့သူတွေကို bass voice singer လို့ခေါ်တယ်အလွယ်ပြောတာနော် idea ကကျွန်တော်အကြိုက်9ယောက်ကိုအခုပြောပြပေးမယ်နံပါတ်1 baby getting closer lights are going dim. The sound of him breathing. Yeah. Number two. Hello, darkness, my old friend. I've come to talk with you again. Baby, lock the door and turn the lights down low. And put some music on that song and slow. I want to sing some Russian liturgies, Orthodox liturgies. One in particular, um, Do Not Reject Me in My Old Age by Chesnikov. စကားမဆက်အဲ့ထဲမှာကျွန်တော်နောက်ဆုံးပြသွားတဲ့တယောက်ကသူ့တာမန်အချိန်စကားပြောတဲ့အတန်းလေအခုနကျွန်တော်ပြသွားတဲ့ပုံစံတွေလိုမျိုးဟုတ်မနေဘူးမတိတဲ့လူထံမှာတော့သူ့လူကောင်ကလည်းတည်တည်လေးအတန်းကလည်းတည်တည်လေးပဲဒါမဲ့သူ့ရဲ့ base vocal range ကတော်တော်ကြီးကိုလွင့်တယ် Hi folks my name is Alexander Myang I am a choir singer particularly a low choir bass or what we call an octavist um please follow and like and subscribe on this channel or သူတင်မိထားတဲ့ဗီဒီယိုတွေမှာဆိုရင်သူတို့အတန်တမာအချင်းချင်းတောင်မှအံ့ဩကြတယ်ဒီဘေးတွေအားလုံးရဲ့အတန်တကယ်ကိုမိုင်လုံးတဲ့အတန်ကြီးပါ ။ကြိုက်မဲ့သူတွေလည်းရှိတယ်လို့မကြိုက်မဲ့သူတွေလည်းရှိကြမှာပဲ။ကျွန်တော်ရဲ့ favorite ကတော့နံပါတ်9ရဲ့ bass ပဲ။အခုဗီဒီယိုကြည့်ရှုနေတဲ့သူတွေအနေနဲ့လည်းဘယ် bass voice singer တွေကိုကြိုက်လဲဆိုပြီးပြောပြခဲ့လို့ရပါတယ်။ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။